လာလားပေါ့နော်အဲဒါမျိုးလေးတချို့မိတ်ဆွေတွေကဖျက်မတက်ပါဘူးအဲဒါဖျက်မတက်တဲ့မိတ်ဆွေတွေတော့ပေါ့နော်အဲကျွန်တော်ဒီနေ့ဖျက်တဲ့နီလန်လေးနှစ်ချက်ကိုကျွန်တော် sharing လုပ်ပေးပါမယ်အဲဒါဆိုရင်ဒါကျွန်တော်တင်ထားတဲ့ port ခုပေါ့နော်အဲကျွန်တော်ကဖျက်တော့မယ်ဆိုရင်အဲဒီ exactly 30ကိုဒီကျွန်တော်တစ်ချက်နှိမ့်လိုက်တယ်အဲ့ဖြတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ mode to track ပေါ့နော်အဲ့ဒီနေရာကဖြတ်မယ်ဆိုရင်ဒါကျွန်တော်တို့ကထပ်ထဲကိုပဲရောက်သွားတယ်အဲ့တခါတည်းအပြီးမပြတ်ဘူးပေါ့နော်ဟာချိုးမိတ်ဆွေတွေကဒီနေရာမှာ ကိုကအရေးကြောင်းကြောင်းပေါ့နော်လုံးဝကိုမဖြစ်မနေဖြတ်ရတော့မယ်တခါတည်းအခုဖြတ်အခုပြတ်ပေါ့နော်အဲဒီလိုမျိုးဖြတ်ရမယ်မိတ်ဆွေတွေလည်းရှိတယ်အဲတခါကျရင်လည်းကျွန်တော်တို့ကစိတ်ဆိုးပြီးတော့ပေါ့နော်အခဏဖြတ်ထားမယ်ရက်သုံးသက်မပြည့်ခင်သွားပြည့်ယူမယ်ပေါ့နော်အဲဖြတ်တဲ့နီလန်လေးနှစ်ချက်ကိုအဲကျွန်တော် sharing လုပ်ပေးပါမယ်အဲဒါကတော့ကျွန်တော်ရဲ့ Facebook တဲ့ဟိုဟောတဲ့ဝင်ထားတာပေါ့နော်โอเคဒါဆိုရင်ဥပမာဒီပုံလေးတစ်ပုံကိုကျွန်တော်ကအဲနမူနာနေနဲ့အစမ်းဖြတ်ပြမယ်ပေါ့နော်အဲဒါအဲဥပမာအဲကိုကခဏယာယီဖြတ်ချင်တာလားအပီးဖြတ်ချင်တာလားပေါ့နော်အဲဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကရွေးချယ်ရမယ် အကျွန်တော်ကခဏယာယီဖြစ်မယ်အရက်30ပြည့်သွားပြည့်ယူမယ်ပေါ့နော်အရင်ဆုံးဖြတ်ပြမယ်အပြီးမှအပြီးဖြတ်ပြမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီပုတ်ကိုကျွန်တော်ကဖြတ်တော့မယ်ဖြတ်တော့မယ်ဆိုရင်ဒီအဆက်ကလေး30ကိုတစ်ချက်နှိမ့်လိုက်မယ်အနှိမ့်လိုက်ပြီးရင်ဒီနေရာမှာတစ်ခါတကယ်တမ်းကတချို့ဖုံးနေပါဆိုရင်တော့အမှိုက်ပုံမှာတစ်ခါတည်းပါလာပါတော့အခုနောက်ပိုင်းမှာမပါလာတော့ဘူးပေါ့နော်โอเคဘယ်လိုပဲဖြစ်ပြီပေါ့နော်ဟာဖြတ်တဲ့နီလန်းရှိပါတယ်โอเคဒါဆိုရင်ကျွန်တော်မူတူထပ်ကဒီနေရာကဖြတ်လိုက်မယ်ဆိုရင်အဲသူကရက်30တမပေါ့နော်အဲရက်30ဆောက်ပေးတယ် ရက်30အဲအတွင်းမှာကိုကသွားပြက်မယူဘူးဆိုတော့သူကအော်တိုပြက်တယ်ပေါ့နော်အဲတကယ်လို့ကိုကအခုဒီနေ့ပြက်လိုက်တယ်ရက်30မပြည့်မချင်းပေါ့နော်အဲကိုကစိတ်ဆိုးပြီးတော့သွားပြက်ရင်ခဏပြက်ချင်တဲ့သဘောမျိုးပေါ့နော်အဲဒီနေရာကဒါခဏပြက်တယ်ပဲထားသဘောထားလိုက်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ခဏပြက်ချင်တယ်ဆိုရင်ဒီမူးတို့ခဏကျွန်တော်ပြက်လိုက်မှာပေါ့နော်အဲဒီပိုးကိုပြက်မယ်ဆိုရင်အဲဒီမူးချက်နှိမ့်လိုက်ပြီဆိုရင်အဲသူကဒီနေရာမှာအဲဒီပိုးကတော့ပြက်သွားပြီအဲဒီမှာဒီလိုမျိုးလေးဖုန်း refresh လုပ်လိုက်မယ်အဲလုပ်ပြီးတော့ကျွန်တော်သွားပြန်ကြည့်တယ်မယ် โอเคဒီနေရာမှာပြတ်သွားပြီပေါ့နော်ဟဲ့ခုနကပိုးကပြတ်သွားပြီအဲ့ဒီပိုးကပြတ်သွားတာကဥမာဒါကကျွန်တော်ကစိတ်ဆိုးလို့ပေါ့နော်ဒါခဏယာယီဖြစ်လိုက်တာတကယ်တမ်းကဖြတ်တာဖြစ်လိုက်တာအပြီးမပြတ်သေးပါဘူးပေါ့နော်အဲ့ချိုးမိတ်ဆွေတွေကဒီနေရာမှာဖြတ်ပြီးတော့ပေါ့နော်အဲဒါသတိထားပါဘိုးကဒီပိုးကလုံးဝကိုဖြတ်ရတော့မယ်အရေးကြောင်းကြောင်းဖြတ်ရတော့မယ်ဆိုရင်ဒါဒီနေရာကဖြတ်လို့မရပါဘူးအဲ तू ကဘယ်နေရာကိုရောက်သွားလဲဆိုတာတွေကိုတစ်ချက်ပြပြန်ကြည့်မယ်ဒါကျွန်တော်တို့ရဲ့ Facebook ရဲ့ blog ဖိုင်ထဲဝင်ရမယ်ဝင်ထားပြီးရင်ဒီအဆက်သေး30ကိုကျွန်တော်တစ်ချက်ပြန်နှိမ့်လိုက်မယ် အဲ့နေ့တိုင်းရင်သူကဘယ်ရောက်သွားလဲဆိုတော့ဒီမှာပေါ့နော်အဒီမြင့်ဆက်လေး30ကိုတချင်ပြည့်တယ်ပါအဒီပီလို့ဆိုတော့ပေါ့နော်အဒီမျက်လုံးလေးအောက်ကမြင်းကြောင်လေး၃ကြောင်ရှိတယ်အဲ့ဒီနေရာလေးကိုကျွန်တော်ချက်နေတယ်မယ်အဲ့နေ့တိုင်းရင်ကျွန်တော်တို့ကခုနကပေါ့နော်အမှတ်ဆိုတာရှိတယ်အဲ့ကျွန်တော်တို့ကဒီ trend နဲ့ဖြစ်လာတဲ့အတွက်ပေါ့နော်ဒီကီဒီသေးကိုတချက်နေတယ်မယ်ဟုတ်ကဲ့ဒီမှာပေါ့နော်အဲ့ခုနကပို့ဟာဒီမှာရှိတယ်သူကဒီမှာ29 day လို့သူရေးထားသေးတယ်ပေါ့နော်အဲ့ကျွန်တော်29ရက်သူထက်ဆောက်ပြီးမယ်အဲ့ဒီနေရာမှာ29ရက်မပြည့်မချင်းပေါ့နော် အဲဒါယူအဲသွားပြင်ယူလို့ရတယ်ပေါ့နော်အဲယူလို့လည်းရတယ်ဒီနေရာမှာတခါလဲအပိထက်ပြက်ခြင်းဆိုတော့ရတာပေါ့နော်โอเคဒါခဏယာကြီးဖြတ်တဲ့တဘောပေါ့နော်ဥပမာကိုကတော့စိတ်ဆိုးပြေသွားပြီအဒီပိုးလဲကိုကိုကကိုပြန်ထားခြင်းလဲဆိုပြန်ထားလို့ရတယ်โอเคပြန်ထားမယ်ဆိုရင်တော့အဲဒါလေးကိုအမှတ်လေးချစ်ပေးလိုက်ပေါ့နော်အမှတ်လေးချစ်ပေးလိုက်လေရတယ်ဒီဆက်ကလေးနှိပ်လေးရပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အမှတ်လေးချစ်တယ်ပဲပေါ့နော်အဲကျွန်တော်မိမိဆွေကပို့အများကြီးဆိုတော့အများကြီးပေါ့နော်အဲကိုကြိုက်တဲ့ဟာလေးကိုအမှတ်လေးလဲချစ်တိုင်းချစ်လိုက်ပြီးတော့မြှားကောက်လေးနဲ့ရှိတယ်မှာ restore တဲ့မြှားလေးနောက်ပြန်လည်နေအောင်နော်အောက်လေးချက်ကြည့်လိုက်မယ် โอเคအဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီဆိုရင်အဲပြီးရင်တော့လိုလွေးထက်ပေါ်လာပါတော့အဲဒီမှာကျွန်တော်တို့က restore group ပိုင်ပေါ့နော် radio restore ဇာလေးကိုတစ်ချက်ဖြန်းနှိပ်လိုက်ပြီဆိုရင်အဲသူကဒီနေရာမှာဒါပျောက်သွားပြီပေါ့နော်အဲဒါခဏယာယီဖြတ်ပြီးတော့စိတ်ဆိုးပြီးတော့ဒါပြန်ယူလိုက်တာပေါ့နော်ဒါကယာယီဖြတ်တဲ့နေလန်းလေးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ချက်ကြည့်လိုက်မယ်အဲ့တော့ပြန်သွားကြည့်လိုက်ပါတော့အဲကျွန်တော်ရဲ့ order phone လေးနဲ့ luck လေးကိုဆွဲကြည့်လိုက်မယ်ခုနကပို့လေးရသူ့နေရာသူပြန်ရောက်မြေ okay ဒီမှာပေါ့နော်အဲဒါကအဲသူ့နေရာကိုဒါသူပြန်ရောက်သွားပြီပေါ့နော်အဲဒါကတော့ယာယီဖြတ်တဲ့နီးပေါ့နော် အဲကျွန်တော်ရဲ့မိတ်ဆွေကမဟုတ်ဘူးဒီဘုရားကျွန်တော်တို့အန်ရရရှိတယ်လုံးဝကိုမဖြစ်မနေကိုဖြတ်ရတော့မယ်ဆိုရင်တော့အဲဖြတ်တဲ့နီလန်းလေးကိုထပ်ပြပေးမယ်အဲတခါလဲအပြီးဖြတ်ရမယ်ပေါ့နော်โอเคဒါဆိုရင်တခါခါတဲ့အပြီးဖြတ်ရမယ်ဆိုရင်ဒါတော့ကျွန်တော်တို့ profile ရဲ့ wall ထဲကိုဝင်ထားတယ် wall ထဲဝင်ထားပြီးတော့ဒီအဆက်ကလေး30ကိုပဲကျွန်တော်တစ်ချက်ပြန်နှိမ့်မယ်โอเคဒီနေရာရောက်လိုက်ပြီဆိုရင်ကျွန်တော်တို့အပြီးဖြတ်မှဖြစ်တဲ့အတွက်ပေါ့နော်အဲဒီမှာ magnet pole ဆိုတာရှိတယ်အဲဒီမှာတော့ activity lock ရဲ့အောက်ကဒီ magnet pole ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ် โอเคနေ့တိုင်းရေ तू อ่ะဒါမျိုးလာတယ်အဲဒီမင်းဒီနေရာမှာဖြတ်ရင်တော့တခါလေအပီးဖြတ်တယ်ဒါကတော့ share ရရင်လေ तू อ่ะ share ရတဲ့ပို့လीပေါ့နော်အကုန်လုံးလာတယ်အဲကျွန်တော်ရဲ့မိတ်ဆွေကကိုဖြတ်ချင်တဲ့အရာလေးတွေကိုဒီနေရာလေးတွေမှာဒီမှာမဲကွက်လေးရှိတယ်နော်အဲဒါလေးတွေကိုအဲ့ဒီမျိုးလေးချက်လိုက်ရင်အဲ तू อ่ะဒီမှာအမိုက်ပုံးလေးမှာပြက်ပြားလေးပေါ်နေတယ်ပေါ့နော်အဲဒီလိုမျိုးလေးတွေအဲဒါကတော့ကိုဖြတ်ချင်တဲ့နေရာကိုဒီနေရာကဖြတ်တော့မယ်ဆိုရင်တော့ဒါအပီးပြက်မှာနော်โอเคဒါဆိုရင်အဲကျွန်တော်ရဲ့မိတ်ဆွေကကို share ရတဲ့ပို့လေးဖြတ်လို့ရတယ်ဘာပို့ပဲဖြတ်ဒီနေရာကဖြတ်တာတော့အလုံးပြက်တယ် အဲကိုယ့်ရဲ့အရာအလုံးဒီအမိုက်ပုံလေးဒီလိုမျိုးလေးစိမ့်အဲဒီလိုမျိုးပြပြလေးပေါ်နေတွေ့ရအားလုံးကဖျက်လို့ရတယ်အဲကိုယ့်ရဲ့ blue file ပါနေတော့မရဘူးဗောနော်ဥပမာကျွန်တော်ပြပေးမယ်အဲကျွန်တော်ရဲ့ blue file တစ်ခုကိုကျွန်တော်ဝိုက်ပြီးတော့ဗောနော်ဥပမာအဲကျွန်တော်ချက်ဆွဲတင်နိုင်မယ်အဲကျွန်တော်ရဲ့ blue file နေရှိတယ်အဲဒါတော့ကျွန်တော်ရဲ့ blue file ဗောနော်ဥပမာကျွန်တော်ရဲ့ blue file ကျွန်တော်ထည့်လိုက်ရင်ဒီနေရာမှာဘုနာကဒီနေရာမှာပြနေတယ်ဗောနော်အဲဒီပြလေးကအဲမရဘူးဖျက်လို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ရဲ့ blue file ပါတဲ့အတွက်ဗောနော် အကိုရဲ့ဘလူဖိုင်တော့မဖြတ်ပါနဲ့ဖြတ်မရဘူးဗောနော်အဲကျွန်တော်ပြောတတ်ပုံလေးဗီဒီယိုစာတွေဗောနော်အဲဒါလေးတစ်ခုရှောင်လိုက်အဲကလေးဒီလိုမျိုးပြဖြတ်ဆက်နေရမှရှိတော့ဖြစ်သွားဆိုရင်အဲသူ့ကိုကျွန်တော်ပြန်ဖြုတ်ပေးလိုက်အဲပြန်ဖြုတ်တိုင်းရင်ဒီလိုပြပြလေးပေါ်လိုက်ပြီโอเคဒီနေရာကနေဒီအမိုက်ဘောကိုနှိမ့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးလိုက်ပြီးတော့မှတ်ထားခဲ့တဲ့ဟာတွေကတော့တစ်ခါတည်းအပြီးပြတ်ပါတယ်โอเคဒါဆိုရင်နမူနာအနေနဲ့တော့ကျွန်တော်တစ်ခုတော့ဖြတ်လိုက်မယ်เนาะအဲဒါကတော့မိတ်ဆွေတွေသဘောပေါက်သွားအောင်အဲနမူနာပြတဲ့အနေနဲ့အပြီးပြတ်တဲ့နီလန်လေးကိုကျွန်တော်ချက်အခုပြပြီးမှာเนาะအဲကျွန်တော်အားလုံးတော့မဖြတ်ဘူး โอเคဒါလေးပေါ့နော်အဲဒါလေးကိုကျွန်တော်နမူနာအနေနဲ့ကျွန်တော်ဖြတ်ပြမယ်ဟိုတိုင်မျိုးလေးပေါ့နော်အခုဖြတ်မယ့်နေရာလေးကိုဒီနာကျွန်တော်မြားလေးကြည့်အဲ့နမှာအကွက်လေးရှိတယ်အကွက်လေးချစ်လိုက်အချစ်လိုက်ပြီးရင်ကျွန်တော်ဒီအမိုက်ပိုးကိုနှိပ်လိုက်ပြီဆိုရင်အဲဒီမှာပေါ့နော်ဒလီပိုးဆိုတာပါလာပြီဟိုအဲ့ဒါကိုကျွန်တော်ချက်နှိပ်တယ်မယ်ဒလီပိုးနှိပ်လိုက်ပြီဒီမှာလည်းဒလီပိုးထပ်ပေါ်လာတာအပြာလေးနဲ့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ချက်နှိပ်လိုက်ပြီဆိုရင်တော့အဲဒီပိုးကလုံးဝမစင်စားပါနဲ့တော့အဲ Facebook ပေါ်မှာလုံးဝမရှိတော့ပါဘူးဒီနေရာကတော့ဒါ အပီးဖြတ်တဲ့နေလမ်းပေါ့နော်အဲကျွန်တော်ပြောသလိုအများကြီးဖြတ်လို့ရတယ်အဲဒီနေရာလေးတွေမှာလိုက်ပြီးတော့ပေါ့နော်ဒီအမှတ်လေးလိုက်ချစ်လိုက်အဲလိုက်ချစ်ပြီးတော့အဲဒီအမှိုက်ပုံလေးပေါ်လာတဲ့နေရာပေါ့နော်အဲဒီမျိုးလေးလိုက်ချစ်လိုက်အဲဒါဆိုရင် तू ကဖြတ်လို့ရရင်တော့သူတို့အမှိုက်ပုံလေးကဒီလိုမျိုးအပြလေးပေါ်နေပေါ့နော်အဲတကယ်လို့ဖြတ်မရတဲ့ဟာဆိုရင် तू ကမပေါ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကိုယ့်ရဲ့ profile လေးပါလေကိုအဲ့တူဆက်လက်တော့ပြေးလိုက်ရင်မပေါ်ဘူးပေါ့နော်အဲဥပမာဒီကလေးက profile လာမသိဘူးပေါ့နော်အဲကျွန်တော်ဒီလိုလေးကျွန်တော်ချက်ကြည့်မယ် โอเคဒါဆိုရင်ဒီလိုမျိုးပေါ်နေရင်တော့အာဒါဖြတ်လို့ရတယ်ဗောနော်အာဒါကျွန်တော်ရဲမိတ်ဆွေကဒီနေရာမှာရွေးချယ်ကျွန်တော်ရဲ့ profile ရှိတယ်ဥပဒေမှာဒါကျွန်တော်ရဲ့ profile ဗောနော်အဲ့ဒီ profile ကိုကျွန်တော်မှတ်ပြမယ်โอเคဒီမှာဗောနော်အဲ့ profile မှတ်မယ်ဆိုရင်တော့မရဘူးโอเคဒါမျိုး profile ကျွန်တော်တို့ profile ရဲ့နောက်ကာပါပို့တိုရဲ့ဒီနှစ်ခုတော့မရဘူးဗောနော်ဟုတ်ကဲ့ပါအဲဒီနီလန်းလေးကဒါကျွန်တော်ရဲ့မိတ်ဆွေဓာတ်ပုံဗီဒီယိုကိုတခါတည်းအပီးဖြတ်တက်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကတော့အဲဓာတ်ပုံဖြတ်တဲ့နီလန်းလေးနှစ်ချက်ပေါ့နော်အဲကျွန်တော် sharing လုပ်ပေးလိုက်တာပါ โอเคပါအဲဒီဗီဒီယိုလေးဟာကျွန်တော်ရမေးဆွေတဲ့အကျိုးရှိမယ်ဆိုရင်လည်း like share လုပ်ပေးဖို့တောင်းဆိုပြရစေနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်